ရားတွေအားလုံးသောမိတ်ဆွေကုမတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာရှိကြပါစေညာနော်အဲ့တော့ကျွန်တော်ကုမတွေအားလုံးပဲဒါကကျွန်တော်ရဲ့ channel ကိုအများအပိနေတဲ့ကုလူမတွေအားလုံးပဲစိတ်ချမ်းသာရင်ကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ကျွန်တော်ရဲ့ photon တူတူ YouTube channel ရလေးပြီးတော့အားလုံးကိုနှုတ်ဆက်သားလိုက်ပါရစေအဲ့တော့အားလုံးသောမိတ်ဆွေကုမတွေကကျွန်တော်တို့ဒီညနေမှာ share main တစ်ခွက်ကောင်း site တွေထိုးရမယ်နော်ကျွန်တော်က เนาะကနန်းကတော့ကျွန်တော်တို့ကသသစာမူတွေကနေပြီးကနန်း၈ကွက်ထွက်တာလေအဲ့ကနန်း၈ကွက်ထဲမှာကျွန်တော်မိတ်ဆွေတွေကရှမ်မင်းတစ်ကွက်ကောင်းဆိုင်ကိုလာပြီးတော့ထိုးပေးရနော်အဲ့တော့အားလုံးပဲတန်ကြီးလက်ကြီးတက်ခါတယ်လက်မလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel ကို subscribe နေပေးပါအသေးလေးတွေပေးမယ် share လို့ရတဲ့နေရာတွေမှာ share ခြင်းပြင်ကူညီပေးပါဗျာနော်အားလုံးသောမိတ်ဆွေတွေကျွန်တော်တို့ဒီပေါ့အဲဒီညနေ၄နာရီကမှရှမ်မင်းတစ်ကွက်ကောင်းဆိုင်ကပြောပြမယ်ကနန်း၈ကွက်ပဲထိုးရမယ် အကနိုင်းစက်ကွက်ထဲမှာရှင်မင်းတကွက်ကောင်းဆိုင်ကိုကျွန်တော်တက်ပြီးတော့ပြပေးမယ်။ကဲအဲ့တော့လူလေးခဏစောင့်မယ်။လက်မလေးတန်းစီနေပြီးတော့စောင့်ပေးမယ်။နော်လူထွက်လိုက်ဝင်လိုက်မလုပ်ပါနဲ့။ကျွန်တော်တို့ဒီညက်နေမှာပေါ့နော်။အာထွက်လိုက်ဝင်လိုက်မလုပ်နဲ့ဆိုတာကအာကျွန်တော်တို့ကလူတဦးစောင့်တယ်။တဦးစောင့်တာတဦးကထွက်လိုက်တဦးကဝင်လိုက်တဦးကထွက်လိုက်တဦးကဝင်လိုက်ဆိုရင်အာအလုံးမစုံမလင်ဖြစ်မှာဆိုလို့အဲနော်ငင်ငင်လေးကြည့်ပြီးပါခဏလေးငင်ငင်လေးကြည့်ပြီးပါနော်ထွက်လိုက်ဝင်လိုက်မလုပ်ပါနဲ့။ကဲအဲ့တော့ကျွန်တော်တို့ဒါနောက်ထပ်အချိန်ပေါ့နော်။ နှစ်မိနစ်အတွင်းမှာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ခဏပြပေးပါမယ်။ကြည့်ရလက်မလေးတန်းစီနေပေးပါကြည့်နေတဲ့တောက်ချင်းစီတိုင်းအားလုံးပဲနော် channel ကို subscribe နေတဲ့ channel ကို subscribe နေပါကိုယ့်ရဲ့ဖုန်းမှန်စကွင်ကိုကြည့်နေရင်လည်းလက်မညိုလေးနဲ့ဒီလိုလေးတောက်ပေးအားလားဆိုရင်လက်မနှစ်ပြီးသားဖြစ်သွားလိမ့်မယ်။ကြဲအဲ့တော့ကျွန်တော်အရင်ဆုံးဒီကြီးကိုဝိုင်းရင်းပြင်ပြပေးမယ်။မနေ့ကလုံးကကျွန်တော်ပေးထားတဲ့အာ3-5ရှစ်ကီးနော်မနေ့ကညနေက3-5ရှစ်ကီးမထင်မထိုးနဲ့လို့ပြောထားတာ 38ကီယာ30လောက်ထွက်သွားတယ်ပေါ့နော်အဲ့တော့အဲ့မနီယာကီတိုင်းလို့ပဲဆိုရင်ကျွန်တော်ဒီမနက်မှာဒီနေ့ဒီညနေပေါ့နော်ခွန်39နှစ်ကီနော်ခွန်39နှစ်ကီဝမ်းကြီးကနှစ်တိုင်တွေ့တယ်ဝမ်းကြီးကဘာလဲဆိုတော့939ဝမ်းကြီးရဲ့939ချိန်ရဲ့နောက်ကကျတော့46ချိန်ရဲ့ဝမ်းကြီးနှစ်တိုင် တွေ့တာမင်္ဂလာပါလူတို့ပါရှင်ဟုတ်ကဲ့ပါခင်ဗျာเนาะအဲ့တော့ခွန်သုံးညာနှစ်ကြီးရဲ့ငါးသုံးညာဝိုင်းရင်း၄၆ချင်းရဲ့ဆိုပြီးတော့ဝိုင်းချင်းညက်တာတွေ့တာเนาะအဲ့တော့အားနဲ့ကနန်းကကျွန်တော်တို့ဗာကနန်းဖြစ်မလဲအားနဲ့ကနန်းကကျွန်တော်တို့ကတင်ညက်နေမှာ၃ရက်၃ညရအားနဲ့ကနန်းဖြစ်တယ်เนาะမကြိုက်တဲ့ကနန်းနဲ့မှာပါတာဗောဗျာ၃တုံညာဆိုတာမကြိုက်တဲ့ကနန်းအားနဲ့ကနန်းနဲ့မှာ၃ရက်၃ညရအားနဲ့ကနန်းနဲ့မှာပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာတို့အားနဲ့ကနန်းကိုပယ်လိုက်တဲ့ကဒီ၃ညတွေဒီ၃ညတွေကိုပယ်မှရမှာ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီညက်နေမှာကနန်းစီမှာကနန်းစီမှာဖြစ်တဲ့အတွက်ကြောင့်ဒီချက်ကြည့်မယ်ကနန်းကကျွန်တော်မိတ်ဆွေတွေအားလုံးပဲပြီးမှတခွက်ကောင်းဆိုင်ကိုကျွန်တော်ပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ကနန်းကကျွန်တော်တို့ဘယ်လိုကနန်းဖြစ်မလဲဆိုတော့ခွန်9ခွန်4ခွန်6 1 5 2 4 6နောက်ကကြတော့၄၅၄၆ ဆိုပြီးတော့ခဏန်းနှစ်ခွက်ထွက်မယ်ခဏန်းအားလုံးပေါင်းဆိုရင်၈ခွက်ထွက်မယ်အဲ့၈ခွက်တည်းကရှင်မင်းတစ်ခွက်ကောင်းဆိုင်ကိုကျွန်တော်မိတ်ဆွေအားလုံးကိုကျွန်တော်ပြန်ပြပေးမယ်နော်အဲ့တော့ లైవ్ လမလေးဒန်းစီနေပြီပါ channel ကို subscribe နဲ့ရတဲ့ရင် channel လေးကို subscribe နဲ့ပြီးပါနော်အဲ့တော့ရှင်မင်းတစ်ခွက်ကောင်းဆိုင်ကိုကျွန်တော်မိတ်ဆွေရေးပြပေးမယ်အားလုံးပဲခါတဲ့ဝင်ကြည့်သွားမယ်ပြနော်ခဏလေးကျွန်တော်ဆက်စင်ကြည့်ဦးတယ်အဲ့ရလေးယူလိုက်ပါဟုတ်နော်အဲ့တော့ ျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီနေ့ကဆက်ခွင့်ရနေညနေ၄နာရီခွဲအဲ့တော့ဒီမှာကျွန်တော်တို့ sorry ဒီရှိရဲ့ကပူရဲ့ကြိုက်မှာထူပါကျွန်တော်ပေးတဲ့ကဏ္ဍတွေကိုကျွန်တော်မိတ်ဆွေကိုမတွေကကြိုက်မှာထူမကြိုက်ရင်မထူနဲ့နော်ဘဒူးမဟိုအသေးတန်အသိကျကျွန်တော်တိုက်တွန်းပြီးတော့မထူခိုင်းဘူးကျွန်တော်ကဏ္ဍတွေကိုကြိုက်မှာထူပါမကြိုက်ရင်မထူနဲ့နော်အဲ့တော့ ကို့မှာကျွန်တော်ပြတဲ့ဟာလေးကိုတေချာကြည့်မယ်ကြည့်ပြီးတော့ကို့ဘက်ကိုစုံဖြတ်မယ်နော်ဖြစ်နိုင်မဖြစ်နိုင်စုံဖြတ်မယ်စုံဖြတ်ပြီးသွားမှလုံးတဲ့မလုံးတဲ့ဆိုတာထပ်ပြီးတော့ထပ်စုံဖြတ်ပြီးတော့ကို့ဘက်ကိုလုံးတဲ့မလုံးတဲ့ကို့ဘက်ကိုစဉ်းစားပြီးစုံဖြတ်ပါနော်အဲ့တော့ကျွန်တော်ပြပြီးတဲ့ဟာလေးကကျွန်တော်မိတ်ဆွေတွေအတွက်ဂျောင်းတနေရနဲ့အထောက်အကူပြုမယ်ဆိုရင်ကျွန်တော်ဘက်ကနေတော့ဝမ်းသာရပါတယ်အားလုံးကိုရားစေခြင်းတဲ့စေတနာနဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်ဝရတယ်ဆိုရင်တကယ်ဝမ်းသာရပါတယ်ဗျာနော် เนาะအဲ့တော့တူဒီနဲ့ပတ်သက်ပြီးတော့မင်းကျွန်တော်ကဒါအပွင့်လင်းဆုံးပြောတာပေါ့เนาะအပွင့်လင်းဆုံးပြောကျွန်တော်မှာတူဒီနဲ့ပတ်သက်ပြီးတော့ဘာတွေကိုအကြိုက်ဆုံးလဲဆိုဒီလိုနှိမ့်အတွက် site လက်တော့ site တွေကိုကျွန်တော်သိမ့်မကြိုက်ဒါအပွင့်လင်းဆုံးပြောတာဒါကျွန်တော်ရိုးသားဆုံးနာအပွင့်လင်းဆုံးကျွန်တော်ဝန်ခံတာလက်တော့ site တွေနှိမ့်အတွက် site တွေကိုကျွန်တော်သိမ့်မကြိုက်ဘူးကျွန်တော်အဓိကဘာလုပ်တယ်ဆိုတော့ဇာတ်လုံးမွေးကိုတိုက်တယ်ဇာတ်လုံးပတ်တီလိုက်တယ် မဒီဘက်မှာမွေးခွေကောင်းရင်မွေးခွေလိုက်တယ်ဒီဘက်မှာပတ်သီးကောင်းရင်ပတ်သီးလိုက်ဒီဘက်ဆိုကျွန်တော်မွေးခွေလိုက်တယ်ပြီးခဲ့တဲ့ဘက်ကပတ်သီးဟိုရှိတဲ့ဘက်ကကျွန်တော်မွေးခွေလိုက်တယ်နော်အကုန်လုံးရတယ်ကျွန်တော်မွေးခွေဇာတုမွေးခွေဇာတုလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်ကနန်းထွက်တဲ့နေရာကျွန်တော်တို့အမျက်ကြံနေနေပါနော်အဲ့အမျက်ဆုံးမူမူတည်ပြီးတော့ကျွန်တော်နားတင်နားတယ်မြက်တယ်ဆိုရင်ကျွန်တော်တို့ကနားပလိုက်တယ်နော်ကျွန်တော်ကိုရီမာတွေအဲ့မူတွေကိုကျင်းပါဘာကြောင့်လဲဆိုတော့သူဒီမာကနော်အာသမင်းစားကြီးတဲ့လူကိုဘယ်သမင်းဆိုင်မှာမကြောက်တလို့ပဲနော်အရန်ထိုးပါနေ့တိုက်ကိုအမြဲတမ်း အရန်ထိုးပါတဲ့လူဘယ်တိုင်းမှမကြောက်ဘူးတူးဒီအရန်ထိုးချမ်းပါတဲ့လူဘယ်ကြံဘယ်တိုင်းမှမကြောက်ဘူးနော်ငွေသာမှန်မိတ်စီနော်ဘယ်တိုင်းမှမကြောက်ဘူးအိမ်ခေါ်ပြီးထမင်းကျွေးပြီးတော့ထူခိုင်းနေမှာနော်အဲ့လိုမျိုးရှိတယ်နော်ကဲအဲ့တော့ကျွန်တော်တို့ကဒီညနေရအတွက်ကိုလုံးဝရှင်မင်းအာဇီယာမလို့တဲ့တပွဲကောင်းဆိုင်ကိုကျွန်တော်မိတ်ဆွေတွေကိုပြပေးမယ်အဲ့တော့လမလေးတန်းစီနေပြီးတော့စောင့်ပေးပါနော်လမလေးတန်းစီနေမဲ့ channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီးပါဗျာနော်ကဲအဲ့တော့ ကဲအဲ့တော့ကျွန်တော်တို့ကထိပ်စီလိုင်းလေးကနေစသွားမယ်နော်ထိပ်စီလိုင်းကနေပြီးတော့စတယ်ဒီညနေမှာတကွက်ကောင်းတကွက်ပဲပြပေးမယ်နော်ကြိုက်လို့လည်းပြပေးမှာဟဲ့တကွက်ကိုနော်ဒီလေးရဒီကိုရဒီလေးရဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းကလေးလေးခုဒီသုံးလုံးပေါင်းခြင်းကခေါ်နော်ဒီသုံးလုံးပေါင်းခြင်း၄ရက်၄ရက်၉ရက်ဒီသုံးလုံးပေါင်းခြင်းကခွန်လို့ရတယ်ဟုတ်ပြီနော် လေးလေးကိုဒီသုံးလုံးပေါင်းချင်းကခွန်လို့ရတယ်ဟုတ်ပြီနောက်တဲ့တစ်ဝက်မှာဒီသုံးလုံးပေါင်းချင်းက6 6 8တက်ဒီသုံးလုံးပေါင်းချင်းက8လို့ရနော်ဒီသုံးလုံးပေါင်းချင်း9ရဲ့8ရဲ့8ရဲ့ဒီသုံးလုံးပေါင်းချင်းက8လို့ရဟုတ်ပြီနော်အဲ့တော့နောက်တစ်ပွဲမှာကြည့်မယ်နောက်တစ်ပွဲမှာကြတော့ကျွန်တော်မျိုးတွေအားလုံးပဲဒီသုံးလုံးပေါင်းချင်းက၃ညဆိုပြီးတော့ရနော် လေးလေးကိုဒီသုံးလုံးပေါင်းချင်းခုံလို့ရတယ်လို့97ဒီသုံးလုံးပေါင်းချင်းရှိရတယ်711ဒီသုံးလုံးပေါင်းချင်းတုံညာရတုံးချက်ထောင်ပြီးသွားပြီနော်အဲ့တော့တစ်ချက်လိုက်ကြည့်မယ်အားလုံးသောမိတ်ဆွေလက်မလေးတန်းစီနေပြမှာနော်လက်မလေးတန်းစီနေပြမှာကြည့်နေရင်ဖုန်းမဆက်ပြန်ကိုလက်ညိုးလေးနဲ့ဒီလိုလေးနေပြအားလုံးသောလက်မနေပြသားဖြစ်သွားလိမ့်မယ်နော်အဲ့တော့ပြောချင်တာကဒီသုံးလုံးပေါင်းချင်းလေးလေးကိုဒီသုံးလုံးပေါင်းချင်းကတဲ့လေးလေးကိုဒီသုံးလုံးပေါင်းချင်းကခုံလို့ဖြစ်ချင်းကြ ဒီသုံးလုံးပေါင်းချင်းကခွန်လို့လိုက်ဖြစ်ပေးထားတယ်။ဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြုတ်ထားတယ်။အဲ့တော့ဒီမှာကကျွန်တော်တို့က6ထည့်။နော်6ထည့်။ကျင်းရှိကိုဒီသုံးလုံးပေါင်းခြင်းက10ဖြစ်ခြင်းကြောင့်တဲ့။တုံညာတစ်ခွန်ဒီသုံးလုံးပေါင်းခြင်းက10လို့ဖြစ်ပြီးတာလေ။အဲ့တော့တုံညာတစ်ရှိခြင်းကြောင့်10ဖြစ်အောင်ဆိုရင်ခွန်ထဲ့ 6ထိပ်ခွန်ထိပ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့လမ်းမလေးတန်းစီနေပေးမယ် channel ကို subscribe နေရတယ် channel လေးကို subscribe နေပေးမယ်711ဒီ3လုံးပေါင်းချင်းက3ညလို့ဖြစ်ချင်းကြောင်းနော်အားလုံးပဲနော်711ဒီ3လုံးပေါင်းခြင်းက3ညလို့ဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်း3ညလို့ဖြစ်ရမယ်ဆိုရင်ဘာတွေသိတတ်ပြရမယ်အားလုံးပဲတီးရမိတ်ဆွေတစ်ချက်မှတ်ပြီပဲနော်တစ်ချက်မှတ်ပြီမယ်နော်တီးရမိတ်ဆွေကိုမတွေအားလုံးပဲတစ်ချက်မှတ်ပြီပဲ နော်ဒီသုံးလုံးပေါင်းချင်းတုံညာဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းတုံညာလို့ဖြစ်ပြရမယ်ဆိုဒီမှာဗာဒီစီးတက်ပြရမယ်တိတယ်မိတ်ဆွေတစ်ချက်လေးမှန်လို့ရမယ်နော်ကွန်မန့်လေးမှန်လို့ပါနော်ဒီသုံးလုံးပေါင်းချင်းခွန်ပြခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းရှစ်ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးပေါင်းချင်းတုံညာဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းတုံညာလို့ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်တို့က6ထည့်တယ်မဟုတ်ဘူးဒီမှာ3 3နှလုံးပေါင်းချင်း6ရှိတယ်လေ

အဲ့တော့၄ဒိတ်စီရပြီဟုတ်ပြီနော်၄ဒိတ်စီရပြီကြဲအဲ့တော့ထပ်ပြီးတော့ကြည့်မယ်နောက်တက်ဒိုင်ကိုဆက်သွားမယ်ခဏလေးဗျာအဲ့ဒီကျွန်တော်ကိုင်းလေးဝါလိုက်နော်အဲ့တော့နောက်တစ်ခါကသူကဘလို့လာတယ်ဆိုတော့ဒီဆောင်းလုံးလုံးပေါင်းချင်းကကို ဒီဇာလုံးမောင်းကြီးကခြောက်ဒီဇာလုံးလုံးမောင်းကြီးကခြောက်ဟမ်ဒီဇာလုံးလုံးမောင်းကြီးကိုဖြစ်တို့နော်ဒီဇာလုံးလုံးမောင်းကြီးကိုဖြစ်တို့သူ့ရဲ့အောက်ဘက်မှာ ကိုဘရိတ်ဆိုပြီးတော့ချက်ကြပြီးတယ်အဲ့တော့6ထိပ်စီ6ပြိမ့်နဲ့ဆိုတော့ကျွန်တော်တို့ကဘာသူကမှတကွက်တည်းထူအောင်မှ63တကွက်တည်း6ထိပ်စီ ကိုးပရိနဲ့63တက်ွက်တယ်နောက်တစ်ဘဲကိုစပွားကြည့်နော်နောက်တစ်ဘဲကိုစပွားကြည့်အဲ့တော့ကျွန်တော်တို့ကဒီမှာ6 9 1ဒီဇောင်းသုံးလုံးပေါင်းချင်းက6လို့ရတယ်အဲ့တော့သူ့ရဲ့အောက်ွက်မှာကျွန်တော်တို့က6ပရိဆိုပြီးတော့ထပ်ထွက်ပေးတာအဲ့တော့ခွန်ဒိစီ6ပရိနဲ့ဆိုကျွန်တော်တို့ကဘလာကိုဘာထိုးရမလဲ89ဆိုရင်တက်ွက်ကောင်းမှာထိုးအောင်နော် နော်ခုနဆက်ကူဆိုတဲ့တကွက်ကောင်းပါသူอ่ะအဲ့တော့ဥပွဲမှာတိရှိခွန်ဒီသုံးလုံးပေါင်းချင်းကဒီတိတိရှိခွန်ဒီသုံးလုံးပေါင်းချင်းက6ခုနက4ထိပ်နော်၄ထိပ်ကိုဒီသုံးလုံးပေါင်းချင်းက6ဖြစ်ချင်းညာ6ခုထိပ်၄ထိပ်6ထိပ်နဲ့ဆိုကျွန်တော်ဘာတကွက်ကောင်းထိုးอ่ะ ဒီတဲ့၆ပြိနဲ့ဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီညက်နေ့လေးနိုင်ကမှကျွန်တော်ဘာတကွက်ကောင်းအောင်ထိုးရမယ်တိရမိတ်ဆွေမှန်မေနော်ဒီသုံးလုံးပေါင်းချင်းခွန်ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းခွန်ဖြစ်တယ်၆ထက်ဒီသုံးလုံးပေါင်းချင်း၉ဟာပြိိဖြစ်တယ်ဆိုရင်၆ထက်စီ၉ပြိိနဲ့63တကွက်တယ်နော်ဒီသုံးလုံးပေါင်းချင်း၈ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၈ဖြစ်မှာဆိုရင်ဒီသုံးလုံးပေါင်းနော်ဒီသုံးလုံးပေါင်းချင်း၈ဖြစ်မှာဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၈ဖြစ်မှာဆိုခွန်တေစီ ဒီသုံးလုံးဒီဆောင်သုံးလုံးပေါင်းချင်းက6ပြည့်ဖြစ်ခြင်းကြောင့်ကျွန်တော်တို့က6ပြည့်နဲ့89တော့ပါတယ်ဒီသုံးလုံးပေါင်းချင်း3ညဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း3ညဖြစ်မှာဆိုရင်4ထိပ်4ထိပ်ကို18ခွန်ဒီသုံးလုံးပေါင်းချင်းက6ပြည့်ခြင်းကြောင့်40နဲ့တကွာတယ်ဟုတ်လားအဲ့တော့ကျွန်တော်ခုနကပေးထားတဲ့ကဏ္ဍ၈ကွက်ထဲမှာဆိုရင်ခေါင်းကြောက်ခုံ2924 26 လေး၅၄၆လို့လည်းကဏ္ဍထဲမှာဆိုရင်ဒီကဏ္ဍရှစ်ကွက်ထဲမှာရှယ်မင်းတစ်ကွက်ကောင်ကဒီလိုဘာဖြစ်မလဲဆိုရင်၄၂နှစ်တစ်ကွက်ရှယ်မင်းတစ်ကွက်၄နှစ်ရှယ်မင်းတစ်ကွက်ကောင်နော်တိုင်မှာထိုးပါတိုင်မထိုးပါနဲ့နော်ကိုကြိုက်တာကိုကိုကြိုက်တာကိုလောက်ပါနော် တော့ Facebook မှာတခါအဲလို like တွင်တော့မှတ်မှတ်ရတခါဖြစ်ဘူးတဲ့။ဘာဖြစ်တယ်ဆိုတော့အဲ့ဒီဘက်တော့ကျွန်တော်တို့ကရှစ်ကြိမ်မှာကစားရတာ။ရှစ်ကြိမ်ကစားရတယ်။ရှစ်ကြိမ်ရှစ်ကြိမ်ကစားရတဲ့နေရာမှာကျွန်တော်တနင်္လာနေ့မနက်ပိုင်းမှာကျွန်တော်က live မလွင် live မလွင်မဲနဲ့ဟိုနေ့မှာနော်တနင်္လာနေ့ညနေရနေပြီးတော့ live လွှင့်လိုက်ကြ။အဲ့ရှစ်ကြိမ်ခုနှစ်ကြိမ်ကြီးတည်အောင်အဲ့ဒီမှာကျွန်တော်ကနေတော့အဲ live လွှင့်နေတာကျွန်တော်ပြောတာပေါ့ကျွန်တော်ပြောမှသူမှရှိစကားမှားလာချင်းခွင့်လွှတ်ပါဆိုတာ အောက်ကဒီကွန်မန့်ဘာဝင်ရေးတယ်ဆိုတော့ပါပါလေငါဆရာရဆရာဆဲတယ်ကျွန်မခံကျွန်မတို့ကခံပါပဲဒီတော့မှန်တယ်ဆရာဖြစ်နေညာဖြစ်တယ်ဗောကျွန်တော်မှတ်တာအဲ့လူနောက်တစ်ပတ်တည်းကြာကြာဗျာကျွန်တော်မှားသွားအောင်မှားသွားကျွန်တော်ပတ်သိပြီးထားတဲ့တလုံးကမထွက်သွားဘူးတာတာလေးတောက်ကြနောက်တစ်ပတ်တာတာလေးတောက်ကြနှစ်ရက်အတွင်းပတ်သိသူထက်ပြီးထားရမထွက်သွားဘူးမတတ်မတတ်ကျွန်တော်ကျွန်တော်မထွက်တဲ့အတွက်ကြောင့်ကျွန်တော်ပတ်သိမထွက်တဲ့ကြောင့်ကျွန်တော်အားလုံးကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ပြောအဲ့ဒီမှာအိုက်တယောက်ကိုနောက်ကကျွန်တော်ဆဲရင်နေအောင်ခံပါမယ်ဆိုတဲ့တယောက်ကဘာပြောတယ်ဆိုတော့တောင်းမန်တာတော့ဗဇက်ကလေးနဲ့တောင်းမန်လိုလိုလေးကဒီမှာကုံလာဒီမှာပတ်စံနဲ့ထိုးပြီးကုံလာဆိုတော့အဲ့ဒီကကျွန်တော်လုံးဝတော်ပြီနောက်ပိုင်းဆိုကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့နော်တိုင်းမှာတို့မကြိုက်ရင်မထိုးနဲ့ဆိုတာအဲ့ဒါအဲ့တန်ကအဲ့စကားပြောတာကော့ကိုစဉ်းစားဆုံးပြနော်ဘယ်သူကတော့အငြင်းနဲ့တော့မှန်မှန်နိုင်ဘူးလေကျွန်တော်လည်းကျွန်တော်လည်းမူးပေါ်ကြတာတရားမင်းလည်းမဟုတ်ဘူးဟုတ်တယ်မဆက်ကိုင်းလည်းမဟုတ်ဘူးဒီကနေ့ကျွန်တော်လည်းရာသပိုင်းလုံးဝတင်းစီပေါ့ကြီးမှန်မယ်လို့လည်းကျွန်တော်မပြောထားဘူး နော်အဲ့ကြောင့်ကိုယ့်ကိုစဉ်းစားဆုံးကြက်ကလောက်ဆက်ကြည့်တာလို့နော်ကျွန်တော်ပြောအောင်တော့ဘာမှထိုင်နေကျွန်တော်ကူမှနော်ကျွန်တော်က Facebook မှာ live လွှင့်တာကြားပြီလုံးခဲ့3နှစ်လောက်တည်း live လွှင့်ပြီးတာနော်အဖေကမနောက်ပိုင်းအကောင့်လေးကလုံးဝအဆင်မပြေဘူးလွှင့်လို့မရတော့ဘူးဆိုမှကျွန်တော်ဒီဘက်ကိုပြန်ပြောင်းပြီးတွန့်ပြီးနော်အဲအဲ့တော့အားလုံးပဲပါရင်ပါ နော်နောက်ရက်ကျမှပြန်တွေ့ကြမှာကျွန်တော်ပူမာရီနော် ော်အားလုံးမပိုင်းပါဗျာနော်ဒီကနေ့ရှစ်ကွန်းတော့ဒီကနေ့ရှစ်ကွန်းပဲထူအောင်နော်ကြည့်အားလုံးမပိုင်းပါ